နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။မေလ28ရက်အင်္ဂါနေ့ ှင်လူကာခရဝင်ခန်းကြီး17အငယ်29မှ30ထို့သောမိန်တော်မူစဉ်တွင် မိမတယောက်သည်လူအဆွအဝေးတဲကခေါ်၍ကိုရကိုလွေသောဝမ်းနှင့်ဆုရမှုသောတမျက်သည်မင်္ဂလာ ရှိပါ၏ဟုလျှောက်လျင် ကိုရကဘုရားသခင်၏နှုတ်ကပတရားတော်ကို နာ၍ကျင့်ဆောင်တော်သူသည်မျက်စွာသောမင်္ဂလာရှိသည်ဟုမိန်တော်မူ၏လူအဆွအဝေးတို့သည်ထူထက်လျက်ရှိကြသောအခါကိုရက ဤလူမျိုးသည်စိုးညစ်သောအမျိုးဖြစ်၏နမိတ်လက္ခဏာကိုတောင်းဒီမှာပရောဖက်ယောနာဤနမိတ်လက္ခဏာမှတပါအဘယ်လက္ခဏာကိုမြသူတို့အားမပြရာယောနာသည်နိနဝေမြို့သားတို့အားနမိတ်လက္ခဏာဖြစ်တဲ့ကဲ့သို့လူသားသည်ဤလူမျိုးအားဖြစ်လိမ့်မည်တရားဆုံးဖြတ်တော်မူသောအခါတောင်ပြီကိုအစိုးရသောမိဖုရားသည်ဤလူမျိုးတစ်ဖက်၌ထ၍အရှုံးခံစီလက်တံ့ အချာမူကားထိုမိပြသည်ရှောလမုန်မင်းကြီး၏ပညာစကားကိုနားထောင်ခြင်းက မြေကြီးစွန်းမှလာ၍ဤရ၌ကရှောလမုန်ထက်သာ၍ကြီးမြတ်တော်သူရှိ၏တရားဆုံးဖြတ်တော်မူသောအခါနိနဝေမြို့သားတို့သည်ဤလူမျိုးတစ်ဖက်၌ထ၍အရှုံးခံစေလက်တံအချာမူကားထိုသူတို့သည်ယောနဟောပြောသောစကားကြောင့်နောင်တရကြ၏ ၌ကရှောလမုန်ထက်သာ၍ကြီးသောသူရှိ၏ရှင်လူကာခရစ်ဝင်အခန်းကြီး၁၁အခန်းငယ်31ဝေါအမှုတော်မြတ်လုပ်ငန်းတွင်လောက်ကင်နေသူများပြန်လည်အားပြည့်လန်းဆန်းစေရန်နှင့်ခွန်အားယူရန်အတွက်ပုဂ္ဂိုလ်တဦးမှတံပိုးကြီးစွာ ပေးဝယ်ထားသော အားဒေလောင်စင်တာတို့ရောက်ရှိသွားသောကျွန်တော်တို့အဖွဲ့သားများထံမှ ်ဝေါးဆိုသောတုံ့ပြန်မှုကိုကြားခဲ့ရပါသည်နှစ်ထပ်ကဒင်းများကဒင်းကျဲကြီးများပါသည့်အိတ်ခမ်းအစုံများကိုမြင်တွေ့ရသောကြောင့်အာလုံအံ့အားသင့်ခဲ့ရသည်တရက်စွာတက်ဆင်ထားသောမိဖို့ကြောင့်နှင့်ခမင်းစားကန်းသည်မျက်စိအပြူးသားနှင့်ကြည်နူးမှုကိုဖြစ်ပေါ်စေသည်အားလုံးကိုမြင်ခဲ့ပြီးဟုတွေးလိုက်ချိန်မှပင်မိုးလုံးလေးလုံးဘတ်စကတ်ဘောကွင်းအပါအဝင် နောက်ထပ်အံ့ဩစရာများလည်းရှိနေပါသေးသည်အံ့ဩစရာတိုင်းကအံ့ဩလောက်ပြီသည်ရှေးကယေရုရှလင်မြို့တွင်ရှောလမုန်မင်းကြီးနန်းဆန်စဉ်ရှေဘမိဖုရားတွားရောက်လေပတ်သောအခါ၌ထိုကဲ့သို့ပင် တုန်ပြန်ခဲ့သည်ရှောလမုန်မင်းကြီး၏ပညာအလုံးစုံနှင့် သူတိဆောက်သောနန်းတော်ကို မြင်တွေ့ရသည့်အခါသူမအံ့ဩမိန်မောခဲ့ရသည်။ယာစုနှင့်များကုံလွန်ခဲ့ပြီးနောက် ဒါဝိမင်းကြီးဤတော်ဝင်မျိုးနွယ်သခင်ယေရှုပေါ်ထွန်းခဲ့ပြီးအခြားတနည်းတလန်းအားဖြင့်လူအပေါင်းတို့ကိုအံ့အားတင့်စေပြန်သည်သူသွားလေရာရာ၌သူဤအံ့ဩဘွယ်ဉာဏ်ပညာနှင့်လှုပ်ဆောင်မှုများကို လူတို့အတိမတ်ပြုခဲ့သည်ရှောလမုန်မင်းထက်ตา၍ကြီးမြတ်သောသူသည်ကြွလာကြောင်းလူအပေါင်းတို့သိမြင်စေရန်တိုက်တွန်းခဲ့သည် သခင်ယေရှု၏အံ့ဘွယ်အမှုတော်မှာ သူ၏အသေးခံခြင်းအပြင် ကြီးမားသောအဖို့အခကိုပေးဆက်လျက်အပြစ်မှခွင့်လွှတ်ခြင်းကို ပေးခဲ့သည်သူထံသို့လာလိုသူတိုင်းကို ဖိတ်ခေါ်ခဲ့သည်သူထံသို့လာသူတိုင်းသူ၏လှပတင့်တယ်ခြင်းနှင့်ကျေးဇူးတော်ကိုခံစားရမည်ဖြစ်ပြီးယနေ့မှစ၍နောင်ထာဝရကာလတိုင်အောင် သူအားချီးမွမ်းတည်ဆုံမည်ဖြစ်သည်ဝေါ ယေရှုကတင့်ကိုဘာကြောင့်ဝေါဟုပြောရန်လှုံ့ဆော်သည်။အကယ်၍ဖျားရှင်ဤကောင်းမြတ်မှုကိုသခင်ယေရှုအားဖြင့်သင်မတွေ့ကြုံမခံစားရသေးပါကသူ့ကိုတည်ရန်အရေးတင့်အားမြည်သည့်အရာကတားဆီးနေပါသည်။ရှိတော်တခင်ယေရှုကိုတော်ဒီအံ့ဩဖွယ်ဖြစ်ကြောင်းသိမြင်ရန်ဂျေဇုပြု၍ ျွန်ုပ်ဤမျက်စိနှင့်စိတ်နှလုံးတို့ကို အလင်းပေးတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။